အာလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကမနေ့ကပြောခဲ့တဲ့အတိုင်းပဲ Power BI ဆိုတာဘာလဲနော် Power BI ဆိုတာဘာလဲ Power BI နဲ့ဘာတွေလုပ်လို့ရတယ်လဲ Power BI ကိုကျွန်တော်ဘယ်လိုရေးဆွဲမလဲပြီးတော့ကိုလိုအပ်တယ်လို့မျိုးဘယ်လိုအသုံးချကြမလဲဆိုတော့အာခေါင်းစဉ်လေးတွေပေါ့နော်ဆိုတော့ Power BI ဆိုတာဘာလဲဆိုတော့ Power BI ဆိုတာတော့တကယ်ကြတော့ဟိုဆို Microsoft ကထုတ်ထားတဲ့ software တစ်ခုပေါ့နော်သူကဘာတွေလုပ်လို့ရလဲဆိုတော့ ပါ data analysis လုပ်လို့ရတယ်အာနောက်ပြီးတော့ data တွေကို data တွေမှာ error တွေရှာလို့ရတယ် data တွေရဲ့ဟိုဥစားပေါ့ဟိုဟိုဒါ standard ဖြစ်နေတဲ့ data တွေကိုဟိုဥစားရှာလို့ရတယ်ပြီးလို့ရှိရင် data တွေကိုပုံမူတည်ပြီးတော့မှသူတို့က ဟိုဆို decision making အတွက်ဒီလို analyze လုပ်လို့ရတယ်နောက်ပြီးတော့ဒီ data တွေ raw data တွေကိုအသုံးချပြီးတော့မှ visualization ပေါ့နော် visualization တွေလုပ်လို့ရတယ် reporting တွေ dashboard တွေဆွဲပြီး reporting တွေလုပ်လို့ရတယ်ပေါ့နော်အခုတော့အခုအဲ့ power bi ဘယ်လိုရေးဆွဲမလဲဆိုတာကိုကျွန်တော်အခုလက်တွေ့ပြမယ်နော်ဘယ်လိုလေးရေးဆွဲလို့ရလဲဆိုတာကိုကျွန်တော်အခုလက်တွေ့ပြပါမယ်နော်ပထမအဆုံးကျွန်တော်အခု power bi ကိုကျွန်တော်ဖွင့်တယ် power bi ဖွင့်တဲ့အခါမှာသူကဒီဒီ screen လေးပေါ်လာတယ်ကျွန်တော် ဒီ data ကိုဘယ်ရယူမလဲစီကျွန်တော်ဒီထဲ C drive ထဲကယူမလားဒါမှမဟုတ်ကျွန်တော် share drive ထဲကယူမလား server ကနေယူမလားဆိုပြီးတော့မေးပါတယ်เนาะဒါမှမဟုတ် web page ကနေယူမလားအဲ့တော့မေးတဲ့အခါမှာအခုကျွန်တော်လက်တွေ့အခုကျွန်တော်အခုလက်တွေ့ပြမဲ့အားကဒီကျွန်တော် C drive ထဲကကျွန်တော်ယူမယ်เนาะယူမှာပေါ့เนาะကျွန်တော်ရဲ့ဒီ computer ထဲကယူမှာအဲ့တော့ကျွန်တော် import data from excel ဆိုပြီးကျွန်တော်ရိုက်လိုက်ပါတယ်เนาะအဲ့တော့နှိပ်ပြီးတော့မှကျွန်တော်ကဥစားအခုကျွန်တော်အဲ့ file ကိုတွတ်တွတ်ရှာမယ်ကျွန်တော်အခု total mto အဲ့ဒါလေးမပြခင်မှာဒီဒီအခုဒီ total mto ဆိုတဲ့ဒီ file လေးနဲ့ကျွန်တော်ဟောဥစားဥပမာပြခြင်းတော့ဗောနော်ဒီ total ဒီ mto က material take off လုပ်ထားတဲ့ဒီ file လေးမှာကျွန်တော်ကဟို excel ဒီ excel မှာ row ပေါင်းကျွန်တော်ဒီ row ပေါင်း1000ကျော်ရှိတယ်เนาะအဲ့ဒီ file လေးထဲမှာ row ပေါင်း1000ကျော်ရှိတယ်ပြီးတော့သူ့မှာ မတီတဲ့အမျိုးစားပါမယ်တိုက်တွေပါမယ်နောက်ပြီးတော့သူ့ရဲ့ဟိုဥစ္စာပေါ့တခုချင်းစီရဲ့အရှိဘလောက်ရှိတယ်လဲတခုချင်းစီရဲ့ weight ဘလောက်ရှိတယ်လဲနောက်ပြီးတော့သူ့ရဲ့ဟိုသူ pyrite ဘယ် pyrite ကမတီရီယယ်လဲဘယ် area ကလဲဆိုတော့ကိုသူကအဲ့ဒီမှာဒီထဲမှာရေးထားတယ်အဲ့တော့ကျွန်တော်ကအဲ့ဒါတို့ဒီ data တောင်းကြောကျွန်တော်ကြည့်ကြရပြီကျွန်တော်ကဟိုမျက်စိထဲမှာကျွန်တော်တေချာမမြင်နိုင်ဘူးကျွန်တော် ဘယ်ဘယ် area မှာဘယ်လောက်ရှိတယ်လဲအာဘယ် parameter မှာ weight ဘယ်လောက်ရှိတယ်လဲဆိုတာတွေကျွန်တော်ကြည့်လို့မရအောင်အဲ့တော့ကြည့်လို့မရတော့ဒါပေမဲ့ excel မှာတွားပြီးတော့မှကျွန်တော် filter တွေလုပ်တကူချင်းတွေ like set တော့ရတယ်ဒါပေမဲ့အချိန်တွေကြာတယ်အရင်လက်ဝင်တယ်နော်အဲ့တော့ဒီ file လေးကိုကျွန်တော်အတုံးချပြီးတော့ကျွန်တော် power bi နဲ့မှကျွန်တော်ဘယ်လိုတွားပြီးတော့မှမြန်မြန်ဆန်ဆန်တော့ပြီးအတုံးချလို့ရလေဆိုတော့ကျွန်တော်အခုလက်တွေ့ပြမယ်နော်အဲ့တော့ကျွန်တော်အခု Power BI ကိုကျွန်တော်ဖွင့်လိုက်တယ် Power BI မှာခုနပြောသလိုမျိုးကျွန်တော် ဘယ်ကနေယူမလဲ source က data source ကဘယ်ကနေယူမလဲလို့မေးတဲ့အခါမှာကျွန်တော်ကအခုကျွန်တော် C drive ကနေယူမယ်ပေါ့နော်ကျွန်တော်တွားပြီးတော့အခုအာ power bi ဆိုတော့ကျွန်တော်ရဲ့ dmto ဆိုတဲ့ file ကိုကျွန်တော်ယူလိုက်ပါပြီနော်အဲ့လိုယူလိုက်တဲ့အခါမှာဒီဒီ import လုပ်လိုက်တဲ့အခါမှာဒီဒီ file ရဲ့နာမည်ကိုဒီမှာ sheet တွေအများကြီးရှိရနော်အဲ sheet တွေထဲမှာဘယ် sheet ကိုတုံးမလဲဆိုတော့ကို အဲ့တော့အရင်ဆုံးမေးအဲ့တော့မေးတဲ့ခါမှာကျွန်တော်တို့ကအခု ST drawing status ဆိုတော့အဟုတ်တယ် ST drawing status ဆိုတော့ဒီ file လို့ဒီ sheet ကိုကျွန်တော်တုံးမှဖြစ်တဲ့အတွက်အဲ့ sheet ကို click လုပ်တယ်လုပ်ပြီးကျွန်တော် load လို့ကျွန်တော်ထည့်လိုက်ပါတယ်နော်အဲ့လို loading လုပ်လိုက်တဲ့အခါမှာသူကဒီဒီ power bi အရင်ဘာလုပ်လဲဆိုတော့ဒီ file ကိုသူကအရင်စစ်ဆေးတယ်ဒီ file ထဲမှာ error တွေပါနေသူကချက်ချင်း error ကိုပြတယ်ဘယ်နေရာမှာ error ရှိနေတယ်ဆိုတော့သူကချက်ချင်းပြတယ်သူက ဟိုတချို့ဟိုဥစားပေါ့ဒီမူမမှန်နဲ့မူမမှန်နဲ့စတန်ဒတ်မကျတဲ့ဒီ data တွေပါလာရင်သူကချက်ချင်းသူကဘယ်နေရာမှာမှားနေလဲဆိုတော့ချက်ချင်းပြတယ်အခုဆိုလို့ရှိရင်သူကမပြတဲ့အတွက်ဒီဒီဒီ file လေးမှာ error မရှိဘူးလို့ပြောချင်တာပေါ့နော်အဲ့တော့ဒီဘက်ညာဘက်ကနော်ညာဘက်ကဒီကဒီဒီ data ဆိုတဲ့ဒီဒီဟိုမဟုတ်တာဟို profile လို့သွားကြည့်လိုက်လို့ရှိရင်ခုနက column တွေရဲ့နာမည်တွေတွေ့ရမယ်နော်ဒီမှာ column heading တွေကိုတွေ့ရမယ်အဲ့တော့ အခုကျွန်တော်ဘာလို့ကျင်တာလဲဆိုတော့ကျွန်တော်ကအခုဒီ area ပေါ့နော် area light ကျွန်တော် area light ကိုကျွန်တော်တည်ကျင် area မှာ area တစ်ခုချင်းဒီမှာဒီ weight တွေဘယ်လောက်ရှိလဲဆိုတာတည်ကျင်တဲ့ခါကျတော့ကျွန်တော်အခုဒီကျွန်တော်အခု cluster column ချလို့ကျွန်တော်သုံးမယ်နော် cluster column ချလို့ကျွန်တော်နှိမ့်လိုက်တယ်နှိမ့်ပြီးကျွန်တော်အခုဒီ area ဆိုတဲ့ဘာလေးကိုကျွန်တော်ယူပြီးတော့ x axis မှာကျွန်တော်ထည့်လိုက်တယ် area name လေးကိုထည့်ပြီးတော့မှကျွန်တော်သိချင်တာက area တစ်ခုချင်းစီမှာရှိတဲ့ weight တွေကိုကျွန်တော်သိချင် total weight တွေ material ရဲ့ total weight တွေကိုသိချင်တဲ့ခါကျတော့ဒီဟာလေးကိုကျွန်တော်ဆွဲပြီးတော့အခု y axis မှာကျွန်တော်ထည့်လိုက်တယ်အခုမြင်တဲ့အတိုင်းပဲเนาะ chart တွေပေါ်လာပြီအဲ့တော့ဒီ chart လေးမှာ area light သူ့ရဲ့ weight တွေအာ area light ပေါ့เนาะ area light ဒီ material ရဲ့ weight တွေကအခုချင်းစီပေါ်လာပြီအခုကျွန်တော်ကဒီဟာကိုသိချင်တဲ့အခုကျွန်တော်ကအာ အခုမှာ route 32ဆိုလို့ဆိုရင်နှစ်သိန်းကျော်ရှိရဆိုတာတည်ရဒါပေမဲ့ data အာ data label မရှိတဲ့အတွက်ကျွန်တော် data label ကျွန်တော်အခုထည့်လိုက်မယ်နော်သူ့ data label ကိုကျွန်တော်ကဝန်လို့နှိပ်လိုက်တဲ့အခါမှာသူ့ data label တွေကျွန်တော်ပေါ်လာပြီဒီမှာတကူချင်းကြီးမှာအဲ့တော့အဲ့လိုမျိုးဒီလောက်ထိလွယ်ကူတယ်ဆိုတော့ပြောချင်တာနော်နောက်ထပ်တခြား information တွေလောဒီလိုမျိုးကိုလိုချင်လိုမျိုးဆွဲထုတ်ယူလို့ရတယ်ဆိုတော့အကြောင်းကိုကျွန်တော်အာပြောပြချင်တာပေါ့နော်အဲ့တော့အာကိုလိုအပ်တဲ့လိုမျိုး ဒီအခုဒီထဲမှာအခု visualization ထဲမှာရှိတဲ့ဒီ chart တွေအားလုံးကိုကြိုက်တဲ့ chart ကိုကိုလိုချင်တဲ့ information ကိုယူပြီးတော့မှဒီကိုကြိုက်တဲ့ chart ကိုတုံးပြီးတော့မှကိုက data တွေကို analyze လုပ်လို့ရတယ်သူများတွေကိုနားလည်အောင်ရှင်းပြလို့ရတယ်ဆိုတာကိုကျွန်တော်ကပြောပြချင်တာပါเนาะကဲဒီနေ့ကတော့ဒီလောက်ပါပဲเนาะအားလုံးပဲကျေးဇူးတင်ပါတယ်